အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့ပင်လယ်ကမ်းရံမှာကမ္ဘာအမြင့်ဆုံးဖြစ်လာမဲ့ရုပ်တုကြီးတည်ဆောက်မဲ့စီမံကိန်းဟာဒေသခံစင်ရဲသားတငါသေးရဲ့ကန့်ကွက်မှုနဲ့ရင်ဆိုင်နေရပါတယ်။၁၉ရာစုဟိန္ဒူစစ်ဘုရင်ချာထရာပါတီရှိဗာဂျီကိုဂုဏ်ပြုတဲ့အနေနဲ့အဆိုပါရုပ်တုကြီးကိုအိန္ဒိယယူပြီးငွေ36ဘီလီယံအမေရိကန်ဒေါ်လာတန်း930အကုန်ကြားခံတည်ဆောက်သွားမယ်လို့သိရပါတယ်။ အဆိုပါအငင်းပွားဝယ်အထိမ့်မှန်ရုပ်တူကြီးတိဆောက်မဲ့စီမံကိန်းကြောင့်ရာစုနှစ်ချီတငါလုပ်ငန်းနဲ့အသက်မွေးနေကြတဲ့ကိုလီတငါအတိုင်းဝိုင်းရဲ့အသက်မွေးဝမ်းကြောင်းနဲ့အလုံအကင်တွေကိုချိမ့်ချောက်နေတယ်လို့ဆိုပါရယ်အဆိုပါရုပ်တူဟာအမေရိကန်ရှိလေဘာဒီရုပ်တူထက်နှက်ဆပိုမြင့်ပြီးတရုတ်နိုင်ငံကကမ္ဘာအမြင့်ဆုံးဗုဒ္ဓဆင်းလူတော်ထက်မီတာ၄၀နီးပါးပိုမြင့်မယ်လို့သိရပါရယ် မွန်ပိုင်းဒေသခံကိုလီတကာတဲ့တွေဟာဘိုးဘွားအစဉ်ဆက်ရွေးရကိုးကွယ်မှုအနေနဲ့မွန်ပါ TV မေရော်နတ်သမီးကိုကိုးကွယ်ကြပြီးရှင်းနစ်ပေါင်းများစွာကလေးကဒီဒေသမှာအခြေကျနေထိုင်လာခဲ့ကြတာကြောင့်မွန်ပိုင်းကန်စီမှာရုတ်တုကြီးတိစောက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ဟာ၎င်းတို့ရဲ့နေစဉ်ဘဝကိုထိခိုက်စေတယ်လို့ဝေဖန်ပြောကြားကြပါတယ်။ခင်မီမိုးပြန်တိုက်တွေနဲ့ဖွံ့ဖြိုးတိုးတက်တဲ့မွန်ပိုင်းမြို့မှာစင်ရဲသားတငါတဲ့တွေဟာမြို့ရဲ့အစွန်ပြားစင်ကြေဝုံရက်ွက်တွေမှာနေထိုင်ရင်တငါလုပ်ငန်းနဲ့အသက်မွေးနေကြတာဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေကနေ2ကီလိုမီတာလောက်သာဝေတဲ့အဲ့ဒီအထိမ်းအမှတ်ရုပ်တုတည်ဆောက်မှုကိုစန့်ကျင်ကြသူတွေရဲ့လက်မှတ်ပေါင်း4300နီးပါးစုဆောင်းရရှိထားပြီးဖြစ်လို့မကြခင်တာဝန်ရှိသူတွေထံကိုအသနာခံစာတင်သွားမယ်လို့ဒေသခံတွေရဲ့ပြောကြားမှုကို AFP သတင်းမှဖော်ပြထားပါတယ်။